အဝါကပ်ပြစ်ဒဏ်ကြောင့်ချန်ပီယံလိစီးရင်ဖိုင်နယ်ပထမကြော့ပွဲစဉ်ကိုလွှဲချော့သွားမယ်တောမက်ပါတီတောမက်ပါတီကတော့မရှောင်နိုင်ခဲ့တဲ့အတွက်အဝါကပ်ထိသွားခဲ့တယ် အဲ့ဒီအတွက်လည်း CE5 နဲ့ပထမအကြောက်ပွဲစဉ်ကိုသူလွဲချော်သွားခဲ့တယ်။အမှန်တကယ်တော့ Real Madrid နဲ့ဒုတိယအကြောက်ပွဲစဉ်မှာ Arsenal ကစားမ၄ဦးလောက်ထိကဝါကကိုရှောင်ပြီးဆော့ဖို့ရှိတယ်။ Declan Rice, Martinelli, Julian Tamar နဲ့ Thomas Partey ဒါပေမဲ့ပွဲပြီးကနေ85မိနစ်လောက်မှာတော့ Rudiger ရဲ့ဆော့ပြီးကစားတဲ့တံကိုမခံနိုင်ဘဲနဲ့စိတ်လွတ်သွားခဲ့တဲ့ Partey ကတော့အဝါမိသွားခဲ့တယ်။အဲ့ဒီအဝါကပြန်ဘက်ကိုသွားပြီးလူချကစားတာမဟုတ်ဘူး။ပြန်ဘက်ကလာပြီးဆော့တဲ့အခါမှာတုံ့ပြန်လိုက်မိတာ။ ဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး Declan Wright တားဆူတာပါတီကိုကပတိန်တယောက်လိုပဲနော်ဘာလို့လုပ်တာလဲမင်းကအသင်းအတွက်ဘယ်လောက်ထိအရေးပါလဲဆိုပြီးတော့ကတိုးလေးကိုစူွားတာကျွန်တော်မျက်လုံးထဲမှာတော့ Declan Wright ကကပတိန်ကြီးတယောက်လိုပဲသူ့ထက်အသက်ကြီးသောဘာသောနားမလဲဘူးအသင်းအတွက်မင်းတို့ကဘယ်လောက်အရေးပါလဲဘယ်လိုအမှောင်မှခွင့်ပြုမပေးနိုင်ဆိုတဲ့ပုံစံမျိုးနဲ့တားဆူခဲ့တာတကယ်ပြအဲ့ခိုက်တန်ကိုကြည့်ပြီးတဲ့ခါမှာပါတီကြီးကသူ့ထက်အသက်အများကြီးငယ်တဲ့ Declan Wright ဆိုရင်ပဲလေ စကားနားထောင်တယ်ဘာမှပြန်မပြောဘူးတကယ်တော့ तू စိတ်လွတ်သွားခဲ့တာအမှန်တကယ်တော့အာဆင်နယ်တသိန်းလုံးမှာအိုဒီကကကပတိန်ဆိုပေမဲ့ကစားသမားကြီးပေါ်ဩစာညောင်းလာတဖြည်းဖြည်းသိမြင်လာတာက Declan Wright တဖြည်းဖြည်းနဲ့ကိုသိလာတာပြီးတော့လူငယ်ကစားသမားတွေရဲ့အတူယူရတဲ့ကစားသမားတူဖြစ်ရှိလာတယ်ပြီးတော့ဒီအင်္ဂလန်မြေပရီးမီးယားလိမှာဆိုရင်အနာဂတ်အင်္ဂလန်အသင်းရဲ့ကပတိန်ဖြစ်ပါရေရန်စနဲ့တယောက်ကဲကျွန်တော်တို့တော့မပါတီကြောင်ပြောလိုက်အောင်ပါတီရဲ့အဝါကအရှိမနှစ်ကြိမ်ထိတာတယ် ကျွန်တော် PSV ကိုတကောခုနှစ်ကိုနဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာတစ်ချိန်အဝါကတ်ထိထားတယ်ပြီးတော့ Real Madrid နဲ့တွေ့တဲ့နှစ်ကြော်စလုံးမှာအဝါကတ်နှစ်ချိန်စုစုပေါင်း၃ချိန်ဖြစ်သွားတယ်ဒီမတိုင်ခင်တည်းကစောစောတော့ကျွန်တော်ပြောတဲ့ကစားသမား၄ဦးကအဝါကတ်နှစ်ချိန်သီထိထားတာ quarter final မှာနောက်တစ်ချိန်ထိလို့ဝါကတ်၃ကတ်ဆိုရင် semi final ပထမအကြော့လွဲမယ်ဆိုတာကိုအစောကြီးတည်းက champion league ကရှင်းပြထားပြီးသားအဲ့ဒီအတွက်အဝါကတ်ရှောင်ပြီးဆော့ကြတယ် martinelli တို့ declan rice တို့ julian demar တို့ လုံးဝအဝါကတ်ထိမခံဘူးပါတီလည်းတေချာလေးထိမ့်ပြီးဆော့ပါအမေကပါတီဆော့တဲ့ဒီယန်ရိုးနေရာကအဝါကတ်ထိမယ်ဆိုထိလို့ရတဲ့အနေအထားကြီးအများကြီးပဲသူတော်ပါတယ်85မိနစ်အဲ့ဒီအဖြစ်ပြတာမဖြစ်ခင်အဲ့ဒီ၄ရောက်ဆုံးလုံးအဝါကတ်မထိဘဲနဲ့ဒင်ပြေးချက်ပြေး PSG အသင်းနဲ့ပွဲစဉ်မှာကျွန်တော်သုံးလို့ရပါမှာအဲ့လို့ဆိုတော့ကျွန်တော်တို့ဒီအဝါကတ်ထိလိုက်တဲ့အခါမှာဘာဖြစ်သွားလဲဆိုတော့လာမယ့် PSG အသင်းနဲ့ပွဲစဉ်မှာအာဆင်နယ်အသင်းရဲ့ကွင်းလယ်ပိုင်းက အိုက်တာနီးနဲ့နည်းနည်းလေးခေါင်းစားပြီးတော့ပြုပြင်ပြောင်းလဲရမယ့်အနေအထားရှိတယ်။တစ်ဖက်ကလည်းပြင်သစ်လီဂူဝမ်ကလပ် PSG အသင်းကကွင်းလေပိုင်းတော်တော်လေးနာမည်ရနေတဲ့အသင်းတစ်သင်းအဲ့လိုကွင်းလေကိုရှင်ပြီးဖြုတ်ဖို့ဆိုကျွန်တော်တို့ကမာတင်အိုရီကတ်ဒီကလန်ရိုက်ပြင်ဟိုမှာပါတီလို့ကောင်းမွန်တဲ့ကစားသမားတွေပဲရှင်ဖြုတ်ဖို့တွေးထားခဲ့တာ။ဒါပေမဲ့အသင်းရဲ့ကွင်းလေကမောင်းနေအား အသင်းရဲ့ကွင်းလင်းမှာဘောရီကာဗာရီအများဆုံးလုပ်နိုင်တဲ့ပလေယာတောက်ကိုမပါဘဲနဲ့ကျွန်တော်တို့ရင်ဆိုင်ရဖို့ရှိသွားခဲ့ပါလေ။အဲဆိုပထမအကြောဖြစ်တော့ April 30မှာဆိုရင်အာဆင်နယ်ရဲ့ Emirates မှာအခန့်ကစားမှာအဲ့ဒီခုတော့နည်းနည်းလေးအားသာချက်ရှိတယ်။ပါတီမပါပြီမဲ့ကိုအိမ်ကွင်းမှာ PSG ကိုအခန့်ကစားမှာ ဒီနေရာမှာလမ်းကြုံလုံးတစ်ခုပြောချင်တာကအာဆင်နယ်ကဒီနှစ်ချန်ပီယံလိမှာပထမအကြော့မှာနေရလက်တီကိုပြတ်သားအောင်လုပ်တယ်ဒုတိယအကြော့မှာအဲ့ဒီဟာကိုအေးစေးစေးကင်တွေပြီးနောက်ဆင့်ကိုဆွဲခေါ်သွားလိမ့်ရှိတဲ့အသင်းကိုအဲ့ဒီနေသားကြီးဟာကိုအိမ်ကွင်းမှာရီယယ်မက်ဒရစ်ပွဲစဉ်လုံးကို PSG ကိုဂိုးပြရလက်တစ်ခုပုံခေါ်တိုင်းလားစောင့်ကြည့်သွားမယ်အသင်းရဲ့လက်ရှိ movement တန်ကတော့တော်တော်လေးကောင်းနေတယ်မန်တယ်ဘိုင်းရောလက်ရှိချန်ပီယံဖြုတ်ချထားတဲ့အသင်းတသင်းပြရှေ့မှာဒီထက်ခက်ခဲမယ့်အရာမရှိတော့ဘူးဘာစီလိုနာတို့အင်တာမီလန်တို့ PSG ကိုကျွန်တော်လေးစားပါတယ်မလေးစားဘူးလေးစားတယ်ဒါပေမဲ့လက်ရှိချန်ပီယံဖြုတ်ထားတဲ့အသင်းတော့ဘယ်အသင်းကစိတ်တက်တက်ကြွနေမှာတော့အဲ့လိုဆိုတော့တစ်ဖက်မှာဆိုလို့ရှိရင်လေဒါဘာစီလိုနာနဲ့အင်တာမီလန်တက်လာတဲ့အသင်းနဲ့တွေ့မယ်ကျွန်တော်တို့စီးဖိုင်တော့မတက်နိုင်ခဲ့တာ18နှစ်ရှိပါပြီအခုတက်နိုင်ခဲ့တဲ့အချိန်မှာတော့အသင်းရဲ့ကစားသမားတွေတော်တော်များများ လူစုံတက်စုံရှိတဲ့အချိန်ပေါ့လေစကားပြန်လာတဲ့အချိန်နဲ့တချို့ကစားသမားတွေကတော့ injury ရာတီကုန်ပြီဆိုတော့မှန်းလို့မရဘူးဒီနေ့မှ Jorginho လည်း injury ရနေတဲ့အနေထား Calafiori ကတော့ပြန်လာနိုင်မယ်ထင်တယ်အဲ့ဒီအချိန်လောက်ကြာလို့ရှိရင်အဲ့တော့ကျွန်တော်တို့အနေနဲ့ April 30မှာပထမအကြော့ကန်ရမယ်ပြီးတာနဲ့မေလ9ရက်နေ့တပတ်ပဲခြားပြီးတော့နော်ဒုတိယအကြော့ကိုကန်ရမယ်အဲ့ကြိုင်တော့ကျွန်တော်တို့ပြင်သစ်မြေကိုသွားပြီးကန်ရမှာပေါ့လေကဲဒါဆိုရင်ကျွန်တော်တို့ Thomas Party နေရာကိုဘယ်သူ့ကိုအသုံးပြုမလဲ အာဆင်နယ်ကွင်းလမ်းမှာဝင်ပြီးဆော့နိုင်တဲ့ကစားသမားလောလောဆယ်ကျွန်တော်တွေ့ထတာ၃ဦးပဲတွေ့တယ်။အဲ့ဒါက DN Rowe နဲ့မှာပြန်ပြီးဆော့နိုင်တဲ့ Declan Wright နိုင်ငံအသင်းမှာခြေစွမ်းပြပြီးကွင်းလမ်းမှာပဲဆော့ရလေးရှိတဲ့ဇင်ချန်ကိုဇင်ချန်ကိုအသုံးပြုရတော့ကွင်းလမ်းမှာမဆိုးနောက်ပြီးတော့အနာဂတ်အာဆင်နယ်တင်းရဲ့ကွင်းလမ်းမှာ ်ပြောင်းပြီးဆော့ရဂိမ်းရှိနေတဲ့ Louis Skelly ဒီ၃ယောက်ပဲကြောင်တွေ့တယ်။ဂျော်ဂျီညိုက injury ကပြန်မလာနိုင်သေးဘူး။ Wanderley လို့အနေထားမျိုးကခဏထားလိုက်အောင်လောလောဆယ်တော့ Rice ကိုမှ Diarro မှပြန်ထားပြီးတော့ Maino အဲ့ဒီလက်အတက်ကင်မဖြစ်နေရမှာထားပြီးရင်အထောက်မှာမာတီနီနဲ့ထရော့ဆက်တယောက်ယောက်ကိုဆွစ်ချင်းသုံးွားအဲ့လိုပုံစံနဲ့လုံးမယ်ဆိုလို့ရှိရင်တော့လုံးလို့ရတယ်ဒါကအရင်တော့ကလည်းအဲ့လိုသုံးပြုခဲ့သေးတယ်ပါတီမရှိတဲ့အချိန်ဒီမှာအဲ့တော့ပါတီမရှိတဲ့နေရာကိုတော့အိုက်တာတော်တော်လေးစဉ်းစားရမယ် တခုရှိတာလေလူးစကယ်လီရဲ့လက်ဘက်ကလည်းလူးစကယ်လီရှိမှာဗျအဲ့ညမှာတီယာနေအချိန်ပေါ်မှာဝင်ပြီးဆော့တာဘလောက်ကောင်းမှလည်းပြောပြောလူးစကယ်လီရှိတဲ့အဲ့ဒီလက်ဘက်ကအရှိကမာတင်နယ်လီရောဒီဟက်စပီဒီမှာဆော့တဲ့ဒီကလန်ရိုက်ကိုရောကောင်းကောင်းလေးအကျိုးပြုတာအဲ့ဒီအတွက်လူးစကယ်လီကိုကိုင်းလေထဲ့သုံးမယ်လို့တော့ကျွန်တော်မထင်ဘူးဇင်းချန်ကိုရောဖြစ်လာနိုင်တယ်တစ်ဖက်ကလည်း PSG အသင်းကကွင်းလယ်ပိုင်းနဲ့ပတ်သက်ပြီးနာမည်ရနေဖြစ်တဲ့အတွက်အာဆင်နယ်နဲ့ကွင်းလယ်အားပြိုင်မှုရှိတယ်။ကျွန်တော်တို့တပွဲပဲပါတီကိုဆုံးရှုံးရမယ်။ဒါပေမဲ့အဲ့ဆုံးရှုံးရတဲ့တပွဲကလည်းကောင်းမေညွန့်ပေးဆိုတဲ့စီးဖိုင်နဲ့ပထမအကြော့ကိုယ့်အိမ်ကွင်းဆိုတဲ့အားသက်ချက်ရှိလို့ဒါနည်းနည်းတော်သေးတာ။အဲ့ဆိုဒီပွဲစဉ်မှာတော့32နှစ်ရဲ့ခါနာတော့ကျွန်တော်တို့အသုံးပြုလို့မရတော့ဘူးပေါ့လေ။အဲစိတ်ကလေးတစ်ချက်လွတ်သွားခဲ့တာက ပိဆက်မှုကြီးမားသွားခဲ့တယ်။အဲ့ဒီခိုက်တက်မှာပါတီဆိုတော်တော်လေးသွားဆူတာ။အမေရိကတော့အမာတီအိုရီကက်လောက်ရမယ်ကိစ္စကြီး။ဒါပေမဲ့အိုရီကက်ကအဲ့ဒီအချိန်မှာဘယ်ပြောင်းနေမသိဘူး။ပါပါတီကို right ဆူချက်ကတော့ဗျာကျွန်တော်တို့ကြီးနေတော့ကြီးနူးမိတယ်။အဲ့ဒါဆိုတော့ဒီယာတီမှာဆက်ရုပ်တက်တန်ကုံဆုံးလို့မဲ့တော်မဲ့ပါတီနဲ့ပတ်သက်ပြီးအက်တလက်တီကိုမက်တစ်ကလည်းပြန်ခေါ်မယ်လို့ကြားတယ်။ဘလို့ပဲပြောပြောပါ 85မိနစ်ကြာမှအဝါထိသွားတာသူ့လည်းအပြစ်မဆိုရဘူးလူစုရာတစ်ခါကျရင်ကျွန်တော်တို့အဲ့လိုမျိုးကိုယ့်ကိုလာစားတဲ့တယောက်ယောက်စီကနေပြီးတော့အင်ပက်ကကြီးမားလာတဲ့အခါကျွန်တော်မထင်မှာပဲတုံ့ပြန်မိလိုက်တာရှိရူဒီကာဆိုလို့ရှိရင်လည်းတော်တော်ချင်းချင်းကစားမှာကျွန်တော်တို့လူငယ်ကစားမကြီးလူးစကယ်လီကိုရင်ဘက်ပေါ်တက်နှင်းသွားခဲ့တာပြီးတော့စာကောက်လည်းတတိုင်းတိုင်းပဲလှုပ်သွားတာအများကြီးပဲသူဘွဲလုံးကျန်းကျင်တိုင်းကြီးကျန်းနေခဲ့တာဒီနေ့အာဆင်နယ်ကစားတာတချို့အပိုင်းဒီမှာကျန်းနေဆိုပေမဲ့ရီယယ်မက်ဒစ်ကအာဆင်နယ်တစ်ထောင်မှာပို့ပြီးကျန်းတဲ့အပိုင်းတွေတွေ့တယ်ပေးသက်အားနဲ့ဟော ဒီ physical အားပြူတာတွေကအမြင်ဘောတွေကနောက်ပြီးတော့ပွဲချိန်ကြံ့ကြာတွေအများကြီးပဲသူတို့ကတော့ပွဲချိန်ကြံ့ကြာခြင်းမမဟုတ်ဘူးဒါပေမဲ့ဒီတန်မိုအတင်ချတွေကတခါကျရင် injury ဖြစ်ဖြစ်ပြီးတော့ပွဲချိန်ကြာကြာသွားခဲ့တာဒါပေမဲ့ Arsenal ကလှုပ်ဆက်ရှိရလှုပ်တယ်ဒီနေ့ Real Madrid ရဲ့ game plan ကတော့ရှင်းတယ်ဗျာသူတို့ကတော့ penalty areas ပေါက်ထဲကိုလောင်းဘောတွေရိုက်တင်မယ်အဲ့ဒီမှာဒီ Vinicius တို့ Mbappe တို့ရဲ့တွဲလုံးနေနဲ့ finishing လုပ်မယ်ခေါင်းပြစ်တိုက်မယ်ဆိုတဲ့ပုံစံမျိုးဒါပေမဲ့ Arsenal တိရဲ့ cancel line ပါတီစကယ်လီတင်ပါနောက်ပြီးတော့ဒီခီဗီယောနဲ့ဆာလီဘာအထိုင် rice လဲပေါင်းရုံပေါ့လေအကုန်လုံးကအထက်ထဲစီးပြီးတော့ခေါင်းတိုက်ပေါ့ကြီး area jewelry မှာတော်တော်ကောင်းတယ်အာဆင်နယ်နောက်ပိုင်းကစားသမားခေါ်တဲ့ဘက်မှာအရက်ရှိတာလဲတပိုင်းပို့ပြီးအားသာသွားပေါ့လေ area jewelry အားလုံးရှင်းထုတ်နိုင်တယ်အဲ့တော့ပွဲပြီးတဲ့ခါမှာတော်များပြောတာကဒီလောက်အမြင်ပေါ်ကြီးရှင်းထုတ်မှုကောင်းတဲ့အသင်းကိုဘာကြောင့်လောင်းပေါ်ကြီးနဲ့ Ancelotti ဆော့လာလဲမသိဘူးပေါ့လေကဲအဲ့ဆိုအာဆင်နယ်အသင်းရဲ့လက်ရှိဒဏ်ရာတဲ့ကစားသမားကြီးတွေမှာဆိုရင်တော့ခိုင်ယာဘတ် ကေရီအမ်အကာဟီကာဘရီချီဆူရီကာရိုကလာဖူရီဂျော်ဂျီညိုတကီယိုတူမြတ်စုအဲ့ဒီမှာပြန်လာနိုင်ခြင်းရှိတာကတော့ဂျော်ဂျီညိုနဲ့ကာလာဖူရီကတော့လက်ကုံလောက်ဆိုပြန်လာနိုင်ခြင်းရှိရဲဒါပေမဲ့ဂျော်ဂျီညိုရဲ့ဒီနိုင်အိုးတန်ရာကတော့ပြောမရဘူးဗျပို့ပြီးတော့ကာလာရှိနားရလဲနားရသွားနိုင်တယ်ဗောလေမပြောကောင်းမဆိုကောင်းဒါပေမဲ့လက်ရှိချိန်မှာပြန်လာဖို့အဖြစ်နိုင်ဆုံးကတော့ကာလာဖူရီတယောက်ပဲရှိလို့ကျွန်တော်ထင်တယ်အဲ့ဆိုညီကိုတော့ဘယ်လိုထင်လဲချန်ပီယံလိစီးမိုက်နဲ့ပထမအကြော့မှာ အာဆင်နယ်တို့ကွင်းလယ်ပိုင်းဘသူကိုသုံးသွားမလဲအမှန်ကတော့ Odigat Declarite Thomas Party ကွင်းလယ်ကြီးဒါဆိုရင်တော့ကြိုက်တဲ့အသင်းလာကွာဆိုကျွန်တော်တို့အမြင်နဲ့လက်ခံအောင်ခန့်နေကြပါလေလောဆယ်တော့အချောင်းတစုံတရာကြောင့်မပါနိုင်တဲ့ခါမှာလဲသူ့လောက်နေနေဖြည့်ပြီးစော့နိုင်မှာကစားသမားသူ့အိုက်တာအကောင်းဆုံး train ပြီးတော့အဲ့ညမှာထည့်သုံးနိုင်ပါစီလို့ပဲကျွန်တော်တို့စောင့်ကြည့်သွားတော့မှာပါအဆုံးထိကြည့်ပြတဲ့လဲ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကဝန်ကြီးပတ်ဝန်းကျင်ရှူဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်ညို6 9 1 6 6 3 9 3ညို6ဆက်တယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်မှာဖြစ်လို့ဝေပုံဝေချရှိမှဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုပ်ပေါ်ရှူရရှာပြီးကျွန်တော်အားပြုလို့ရပါတယ် Viber ခွရှူကို Sport 89 9 3လုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာ